皆さんこんにちは。ヨンです。はい。အခုကကြာဝရရှိတို့ခါတာခါနာယင်းနီးရဲ့ဒါတတိယမြောက်ဗီဒီယိုဖိုင်လေးဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့ကြည့်ရအောင်ပါခါတာခါနာယင်းနီးလေးကိုအဲ့တော့ဝရရှိတို့ရှေ့မှာကကြာတော့ဝရရှိတို့ဒီအခါစတာထိပြီးပြီဆိုတော့အခုကကြာတော့နလိုင်းပေါ့နော်အဲ့တော့ကြည့်ရအောင်ပါအဲ့တော့နနီနုနေနူသွားပါမယ်နော် ုတ်ပြီအဲ့တော့ကြည်ရအောင်နနလေးကိုဘယ်လိုရေးမလဲကြည်ကြရအောင်နော်အဲ့တော့နဒီရရှိတို့တချက်တချက်ဆွဲလိုက်မယ်တချက်နော်မြင်းကြောင်လေးဆွဲလိုက်ပြီးရင်နှစ်ချက်ဒါနပါနော်တချက်နှစ်ချက်ဒါဟာဗာလဲဆိုလို့ရှိရင်ခါတာခါနာရဲ့နပါဝရရှိလို့ဟီတာခါနာရဲ့နတော့ကတစ်ချက် နှစ်ချက်သုံးချက်လေးချက်ဟောဒီလို ever နဲ့နောက်ပြစ်ကလေးပါတာကဒါကဟီရာဂါနာရဲ့နလေးအခုဒါလေးကခါတာခါနာရဲ့နလေးဖြစ်ပါတယ်ဗာလေးလဲခါတာခါနာရဲ့နလေးဖြစ်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်နိနိကကြာတော့ဒါရှိလို့တွေသူကတစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်စုစုပေါင်းနှစ်ချက်ရှိတယ်အဲ့တော့ဒါရှိလို့ဟီရာဂါနာနိလေးကိုတစ်ခေါက်ပြန်ခေါ်မယ်တစ်ချက်နှစ်ချက်သုံးချက် ဒါဟာဟီရာဂါနာရဲ့နိလေးဖြစ်နေ ወዳ ရှိတို့အမှတ်ခဲ့တာပါဒါကပါလေခါတာခါနာရဲ့နိလေးပါသူတို့နှစ်ခုကိုရှင်ပြီးပြန်မှတ်နော်ဒါအိုသိမ်းပြီဆိုပြီးဒါအိုမေ့မထားခဲ့နဲ့နော်ဒါရောဒါရောနှစ်ခုစလုံးကိုပြန်ပြီးတော့ရှင်ပြီးမှတ်နော်ရှင်ပြီးကြက်နော်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်ပါနုနုကကြာ ወዳ ရှိတို့တွေဟီရာဂါနာရဲ့နုတော့က ወዳ ရှိတို့တွေကဒီလိုမျိုးလေးဆွဲခဲ့တယ်ဒါမျိုးလေးဟုတ်လား နုလေဟီရာဂါနာရဲ့နုလေမိနာဇန်တို့မှတ်မိမယ်ထင်တယ်เนาะနုလေဒီမှာဒီဟာလေးเนาะသူမှဒီအကွေးလေးပါတယ်เนาะဟုတ်ပြီအခုကြတော့ဒါရှိလို့ဒီနုလေးကကြတော့ဘယ်လိုမျိုးလေးဆွဲမလဲဆိုလို့ရှိရင်သူကတစ်ချက်ဟုတ်ပြီเนาะတစ်ချက်ပြီးွားပြီဆိုလို့ရှိရင်နှစ်ချက်တစ်ချက်နှစ်ချက်စုစုပေါင်းနှစ်ချက်ရှိရယ်။ဘာလေးနဲ့သွားပြီးဆင်လဲဆိုတော့လေဝရရှိလို့ရှေးကလေခါတာခါနာစုလေးနဲ့သွားပြီးဆင်တယ်။စုလေးရဒီပုံစံလေး နုလေးကြတော့ဒီလိုလေးဖြတ်ထားတယ်အဲ့တော့ဝရရှိကသူတို့နှစ်ခုကတူနေတာဖြစ်တဲ့အတွက်ဝရရှိကစုနုလို့မှတ်ထားတယ်စုနဲ့နုကပုံစံတူတာဖြစ်တဲ့အတွက်စုနုလို့မှတ်ထားတယ်ဟုတ်ပြီနော်ဒီဘက်ကနုလေးကတော့ဟီရာဂါနာရဲ့နုလေးတေချာကြည့်နော်ဝရရှိဒီမှာသုံးလုံးကိုတေချာပြပေးထားတယ်နော်နောက်တစ်ခုကြည့်အောင်နဲနဲကကြတော့ဝရရှိတို့တွေသူကကြဘယ်လိုပုံစံဖြစ်မလဲဆိုလို့ရှိရင်အာဟီရာဂါနာနဲကိုအရင်ပြောပြမယ်ဟီရာဂါနာနဲဒီဝရရှိတို့ဒီလိုပုံစံလေးမလားဒါကဟီရာဂါနာရဲ့နဲလေး နော်ဟီရာဂါနာရဲ့နဲပုံစံလေးအခုကကြတော့ဗာလဲဆိုလို့ရှိလို့ရှိရင်ခါတာခါနာရဲ့ဗာလေးကိုဆွဲမှာလဲနဲလေးကိုဆွဲမှာနော်အဲ့တော့လိုက်ကြည့်အောင်ပါခါတာခါနာရဲ့နဲအဲ့တော့ခါတာခါနာရဲ့နဲတို့ရဲ့ဆိုတချက်တချက်နှစ်ချက်တချက်နှစ်ချက်သုံးချက်တချက်နှစ်ချက်သုံးချက်လေးချက်စုစုပေါင်းလေးချက်ရှိပါတယ်တချက်နှစ်ချက်သုံးချက်လေးချက်စုစုပေါင်းလေးချက်ရှိရဲဒါကခါတာခါနာရဲ့နဲ ဘာနဲ့သွားတူလဲဆိုတော့ तू ကလေဟီရာဂါနာရဲ့အဲလေးနဲ့သွားပြီးတော့ဆင်တယ်ဟီရာဂါနာအဲလေးကဒီလိုပုံစံလေးမလား तू နဲ့ကြည့်ကြည့်လိုက်ပုံစံလေးကသွားဆင်တယ်ဒါကြောင့်မလို့သူတို့ကြောက်ရရှာအဲနဲ့နင်းနဲ့လို့မှတ်ထားတယ်အဲနဲ့နင်းနဲ့လို့မှတ်ထားတယ်ပုံစံလေးနဲ့နဲ့လေးဆင်လို့နော်ဟုတ်ပြီဒါကဘာလဲဟီရာဂါနာရဲ့နင်းနော်ဒါကဘာလဲဟီရာဂါနာရဲ့အဲနော်အခုဒါလေးကဘာလဲခါတာခါနာရဲ့နင်းမမနဲ့နော်မနာဆန်ဟုတ်ပြီဒါဆိုနောက်တစ်ခုကြည့်အောင် နောက်တစ်ခုကကြောက်ရက်ရှိလို့ no เนาะ no လေးကိုသွားမယ် no ကကြောက်ရက်ရှိလို့ hiragana no တော့ shit ကလေးလို့ဆွဲခဲ့တာဟုတ်လားအခုကကြတော့ katakana no လေးကြည့်အောင်ဒါလေးပဲဒါလေးပဲဒါလေးပဲအဲ့ဒါက katakana ရဲ့ no ကြည့်အောင်ဘလောက်လွယ်လဲ katakana ရဲ့ no တကယ်တော့လေ hiragana နဲ့ katakana နဲ့မှာလေတချို့တော်တော်များများကကြတော့ katakana ရင်းကြီးကိုတချို့ကမေ့ကြရတော့တိလားဟုတ်ရရှိရကြခန္ဓာခန္ဓာယင်းကြီးကိုမမေ့ဘူးဘာလို့လဲဆိုတော့ခန္ဓာခန္ဓာယင်းကြီးကမှတ်ရတာလွယ်တယ်လို့ထင်လို့ ဟီရာကနာရေးနီကိုတော့တခါကြီးမေ့ခြင်းမေ့တာခါနာခါနာရေးနီကိုမမေ့ဘူး तू ကလေ तू ကရေးနိုင်လို့ရှင်မှတ်တာ तू ကပိုလွယ်တယ်လွယ်တဲ့ပုံစံလေးတွေပဲအရင်ရှုပ်ရှုပ်ထွေးထွေးတွန်းတွန်းတက်တက်ကြီးတွေပါနေတာမျိုးမရှိဘူး तू ပုံစံတွေကနော်ဒါကကြတော့ခုနာနီနုနဲ့နိုရာရှိဆွဲပြပေးခဲ့တာဖြစ်ပါတယ်တခါထပ်ပြီးတော့အာခါစတာနာပြီးပြီဆိုတော့နောက်တစ်ခုကဗာလဲဟာပေါ့နော်အဲ့တော့ကြည်အောင်ဟာဟီဖူဟဲ့ ဟိုเนาะဟာဟီဖူရဲ့ဟိုသွားပါမယ်အဲ့တော့ကြည့်အောင်ဟာအဲ့တော့ဟီရာဂနာရဲ့ဟာကိုအရင်ဆုံးပြန်စင်းစားအောင်ပါဟီရာဂနာဟာဒီဥရရှိတို့ဒါမျိုးလေးဆွဲခဲ့တာပါဟီရာဂနာရဲ့ဟာလေးအခုဟာကကြတော့ဥရရှိတို့တစ်ချက်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်စုစုပေါင်းနှစ်ချက်ရှိပါတယ်ဒါဟာခါတာခါနာရဲ့ဟာလေးဖြစ်ပါတယ် ဟာဆိုတဲ့အတိုင်းပဲလေဟာဟာဟာလေးနော်ဒီမှာနော်ပုံစံလေးရနော်ဟိုက်ဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ရအောင် he he ဒီ hiragana ရဲ့ he ကိုပြန်ရင်မှတ်ပါ hiragana ရဲ့ he ဒီ deo လေးလက်ကင်လေးနှစ်ခုနဲ့ deo ပုံစံလေးပါဒါ hiragana ရဲ့ he မီးနဲ့ deo လေးနဲ့တဲနေတယ်လို့မှတ်ခိုင်းထားခဲ့တယ်နော်ဒါ he လေး deo လေးလက်နှစ်ဖက်ကလေးနဲ့အခုကကြတော့ဒီ he ကကြတော့ရရှိလို့ဒီကတစ်ချက်တစ်ချက်နှစ်ချက်တစ်ချက် နှစ်ချက်စုစုပေါင်းနှစ်ချက်ရှိပါတယ်သူကကြတော့ခတာခဏရဲ့ဟိလေးဖြစ်ပါတယ်ခတာခဏရဲ့ဟိလေးပါကြည်ပါနော်ဒါခတာခဏရဲ့ဟိပုံစံလေးပါရမယ်နော်မင်းအားဆန်ဟုတ်ပြီပုံစံလေးကိုနှစ်ခုခွဲမှန်းနော်ဒါကဟီရာဂါနာရဲ့ဟိဒါကခါတာခါနာရဲ့ဟိဟုတ်ပြီနော်ဒါဆိုလို့ဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်ဖူဖူကကြတော့လေဟိုဒါရှိတော့ဟီရာဂါနာရဲ့ဖူတော့ငါဟိုဒါရှိတော့လေလိုမျိုးလေးဆွဲပြီးတော့อืม ဟုတ်ပြီနော်ဒီလိုမျိုးလေးဆွဲပြီးတော့ဒါမျိုးလေးဟုတ်လားဒါကဟီရာကနာရဲ့ဖူလေးအခုခါတာခါနာရဲ့ဖူကကြတော့သူကဒါလေးပဲဒါလေးပဲရရှိတို့စုတို့နုတို့မှာပါနေတဲ့ရှေ့ရအစိတ်ပိုင်းမျိုးလေးဒါလေးပဲအဲ့ဒါဖူပါခါတာခါနာရဲ့ဖူပါလွယ်တယ်နော်ဟုတ်ပြီဒါဆိုနောက်တစ်ခုကြည့်အောင်ဟေးခါတာခါနာရဲ့ဟဲမလားငင်ဟီရာကနာရဲ့ဟဲကိုအရင်မှတ်အမှန်ကြီးစောက်ထိုးလို့မှတ်ခိုင်းထားတယ်အခုခါတာခါနာရဲ့ဟဲကလည်းအဲ့ဒါပဲမပြောင်းလဲသွားဘူး အဲ့တော့ခါတာခနာဟဲနဲ့ဟီရာဂနာဟဲဒီအတူတူပဲဆိုတာကိုနာဇန်တို့မှတ်ထားပါဟီရာဂနာရဲ့ဟဲကခါတာခနာရဲ့ဟဲကအတူတူပဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အားကြောင့်နောက်ဆုံးတစ်လုံးဖြစ်တဲ့ဟိုလေးကိုသွားမယ်ဒီဗီဒီယိုဖိုင်ရဲ့နောက်ဆုံးလေးဖြစ်နေဟိုကိုသွားမယ်ဆိုတော့ဟီရာဂနာဟိုလေးကိုအရင်ဆုံးဆွဲပြမယ်ဒါကဟီရာဂနာရဲ့ဟိုလေးပါမနာဇန်မမိကြလားဒါကဟီရာဂနာရဲ့ဟိုလေးပါ အခုကကြတော့ခါတာခနာရဲ့ဗာလေးဆွဲမှလဲဆိုရင်ဟိုလေးကိုဆွဲမယ်လိုက်ကြည့်ပါတစ်ချက်တစ်ချက် နှစ်ချက်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒါကခါတာခါနာရဲ့ဟိုလေးဖြစ်ပါတယ်ရမယ်เนาะဒါဆိုလို့ရှိရင်ဗလာရှိတို့ဒီမှာဒီဒီသင်ခန်းစာမှာဗလာရှိတို့နာနီနုနဲနိုရဲ့ဟာဟီဖူခဲဟိုရဲ့ခါတာခါနာစကားလုံးလေးတွေ10လုံးထပ်ပြီးတော့သင်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့တစ်ခါထပ်ပြီးပြောပါအောင်မယ်ဒီဗီဒီယိုဖိုင်မှာလည်းပဲဂျပန်စာဟာမလွယ်ပါဘူး ခတ်ပါတယ်အမှန်တိုင်းပြောပြတာပါခတ်ပါတယ်မိမိဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ပို့လို့တောင်ခတ်ပါတယ်အဲ့တော့ရရှိလို့ကိုယ့်ရဲ့ဗမာစကားကိုသင်ငယ်တုန်းကလည်းပဲเนาะကိုယ့်ရဲ့ဗမာစာရေးတတ်ဖို့အတွက်သင်ငယ်သင်ငယ်ရာတုန်းကလည်းပဲလွယ်လွယ်ကူကူနဲ့တော့ရလာခဲ့တာမဟုတ်ပါဘူးတစင်မီတစင်တဒမ်းမီတဒမ်းတက်လာ ပြီးတော့မှเนาะကိုယ်အနေနဲ့ရေးတတ်လာတယ်ဖတ်တတ်လာတယ်ပြောတတ်လာတယ်เนาะအဲ့တော့ အခုသူများဘာသာစကားလဲဒီလိုပါပဲတဆင်ချင်းတဆင်ချင်းနဲ့ဖြည်းဖြည်းချင်းနဲ့မှန်မှန်လေးလောက်သွားပြီးတော့ကြိုးစားမယ်ဆိုရင်ရပါတယ်တော်တော်များများက basic level သင်ပြီးတာနဲ့ un5 ပါလာဖို့ဆိုတာတော်တော်ခဲရင်ပါတယ်တော်တော်များများက basic marketing ခေါင်းနေချာချာလဲတယ်ဆိုပြီးတဲ့အဲ့အကြောင်းပြချက်ပေးပြီးတော့ရှစ်ဆက်ပြီးမသွားကြတာများပါတယ်အဲဝရရှိတငယ်ချင်းတွေထဲမှာလည်းရှိတယ်နော်ဝရရှိရဲ့ဒီအသည့်တွေထဲမှာလည်းရှိတယ်အဲဒါပေမဲ့လို့ဝရရှိကိုယ်တိုင်တော့ကလည်းအဲ့လိုမျိုး ခံစားချက်မျိုးခံစားခဲ့ရပါတယ်ဒါပေမဲ့လို့အဲ့လိုခံစားရတိုင်းဘာလို့ပြန်ကြည့်လို့ရလဲဆိုတော့အဲ့လိုသားဂျပန်စာခတ်လို့ဆိုပြီးမလုံတိုင်းတာဆိုလို့ရှင်ဂျပန်ကိုရောက်နေတဲ့သူတွေဆိုတာရှိလာမှာတော့မဟုတ်ဘူးဂျပန်မှာအလုပ်လုပ်နေတဲ့သူတွေဂျပန်မှာကြောင်းတက်နေတဲ့သူတွေเนาะဒါတွေကကိုယ့်မြန်မာနိုင်ငံသားတွေတပုံကြီးပဲဂျပန်မှာအဲ့လိုလူတွေတောင်ရောက်အောင်သွားနိုင်သေးတာကိုယ်လဲသူတို့တွေကလူလူတွေကလူပဲကိုယ်လဲလုံနိုင်ရမယ်ဆိုတဲ့စိတ်ကိုမွေးပါကိုယ်လဲပဲတနေ့တော့ဂျပန်ကိုမသွားဘူးဆိုရင်တောင်မှပညာတစ်ခုကတက်ထားလို့ရှိလို့ရှင် အကျိုးရလတ်ကလေအများကြီးရှိတယ်ပညာတစ်ခုတက်ထားလို့အကျိုးရုပ်သွားရဆိုတာမရှိဘူးတနေရာမှာတော့သူ့ဟာနဲ့သူအကျိုးကျေးဇူးကဖြစ်လာမှာပဲအဲ့တော့ပညာတစ်ခုကိုကိုကသင်ပြီဆိုလို့ရှိလို့ရှင်စတင်တာလွယ်တယ်ဆုံးအောင်သွားဖို့ကတော့မလွယ်တာအဲ့တော့ဆုံးအောင်သွားဖို့အတွက်ကိုကိုကိုယ်တိုင်လည်းစူးစမ်းအားထုတ်မှုရှိပြီးတော့စိတ်ကိုစိတ်ဓာတ်ကိုမကြပဲနဲ့ငါတရားခတ်တယ်ခတ်တာကိုရအောင်သွားမယ်ဆိုတဲ့စိတ်နဲ့တွေးပြီးတော့သွားမယ်ဆိုလို့ရှင်တော့ n5 เนาะ basic basic ကနေ n5 n5 ကနေ n4 n4 ကနေ n3 n3 ကနေ n2 n2 ကနေမှာ n1 အဲ့ level တွေကိုသွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ်เนาะမလွယ်ပါဘူးခတ်ပါတယ်ဒါပေမဲ့လို့စူးစမ်းပါရအောင်ရပါလိမ့်မယ်เนาะဟုတ်ဒါဆိုလို့ရှိရင်နောက်ထပ် video file မှာထပ်ပြီးတွေ့ပါမယ်ရှင်ကြမာတာနဲ့ bye bye